ားလုံးပဲမင်္ဂလာပါမွန်ဟောင်းစီ official youtube channel လေးကနေကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီတပတ်မှာတော့ကောင်းတဲ့မှာစဉ်းစားမိအကြောင်းအရာလေးတခုရှိတယ်အဲ့ဒါလေးကိုပြောပြခြင်းနဲ့အတွက်ကြောင့်မို့လို့အခု video လေးလုပ်လိုက်တာပါအဲ့တော့မကြသေးခင်ကကျွန်မတကယ်ချင်းတယောက်လေးတွေ့ရဲ့အဲ့ဒီငယ်ချင်းကတော့ဒါအုံလုံးနဲ့အောင်ကျော်ဆိုင်ရဆရာဝန်ကြီးပေါ့နော်ကျမရဲ့အကြောင်းလေးပဲတင်ရခြင်းပါအဲ့တော့သူနဲ့တွေ့ရတဲ့အခါကျတော့ကျမတို့ပြောပြမိပေါ့နော်။ဘာလဲဆိုလို့ရှိရင်ခုနောက်ပိုင်းမှာကျမတော်တော်မိတတ်ပါတယ်။အဲ မိတတ်တဲ့ခါမှာဘလောက်ထိမိတယ်ဆိုဥမာဒီဘိုးရဲမှာအမေကတခုခုလုံတယ်ခင်းကျင်သည်ဟာညာအသေးအရွက်တွေပေါ့နော်လုံနေရဆိုလို့ရှိရင်ကျမအဲ့ဒါသွားကြည့်ပြီးတော့ဟိုကျမပါဇက်ကခင်းကျင်သည်လို့ပြောခြင်းပြင်မဲ့ကျမခင်းကျင်သည်ကိုမထွက်လာဘူးမထွက်လာဘဲနဲ့ကျမဟိုလိုလိုဒီလိုလိုဟိုဟာလေးဒီဟာလေးနဲ့အဆရှိပြင်ကျမအဲ့လိုဝေဝါးနေပြီးတော့နောက်ဆုံးကျောင်းမှာခင်းကျင်သည်မဟုတ်ဘဲနဲ့ဒါရုပ်ပရိသည်ဆိုတော့ကျမပါဇက်ကခင်းကျင်သည်ကိုမြင်နေတန်းတန်းနေပေါ့နော်အဲ့လိုထွက်လာတာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့လေ 所以，就嘛、so,，这个嘛，哎，多罗罗咪咪，听你讲咯，公牛噶，多罗罗咪啦啦，巴切勒鲁蒂古，就个就嘛，哎，就公牛白嘛，得哩汤咪啵，呃，就嘛，等于就，就嘛，哎，叫咪表表，表表，就话巴多勒索，他得青呢，处理阿毛乌波哩，姑爷因个姑变啦，就得姑啦，你讲呢，我们咪得乌都先，阿苏有嗲，青咪是乌都个多，就嘛，表话嘞，所以，哪里阿罗，来，时时阿哩，就嘛，表话，罗咪哩，苏阿噶罗。 တချို့ကလည်း aging ပေါ့နော် aging လို့ခေါ်တဲ့အသက်အရွယ်ကြောင်းလို့မိတယ်လို့ဆိုတော့ပြောကြတယ်။ဒါပေမဲ့တချို့ကကြောင်လည်းအသက်ကြီးလာတာမဟုတ်ဘူး။ဒါပေမဲ့ဘာဖြစ်လဲငငယ်ရွယ်ရွယ်နဲ့မိနေကြတဲ့အရာတွေမိနေတတ်ကြတဲ့အဲလူတွေလည်းအများကြီးရှိတယ်။လူငယ်တွေထဲမှာလည်းအတော်တော်မိတတ်ကြတဲ့လူငယ်တွေကျွန်မတွေ့ဘူးလေပေါ့နော်။အဲတော့ကျွန်မတို့က memory အရာပေါ့နော်။ကောင်းနေမှာရှိရမှတ်ဉာဏ်ပေါ့နော်။ဒါကကျွန်မတို့တိတိကျကျအဲဟိုအเจ้าညာတွေနော်ပစ္စည်းတွေ တော့အခြေအနေတွေအစားရှိတဲ့လူပုဂ္ဂိုလ်တွေနဲ့မြေဒါတွေကိုကျမတို့အာမမှတ်မိတာမျိုးတွေဖြစ်တတ်တယ်နော်နောက်တစ်ခါကျကျမတို့ဆုံးဖြတ်ချက်ချတဲ့အခါမှာနော်မမှန်ကန်ကန်ဆုံးဖြတ်ချက်မချနိုင်ဘူးနော်ဝေဝါးနေတယ်ဒါမျိုးတွေဖြစ်တယ်ဆိုတာကကျမတို့ပြောရမယ်ဆိုအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ brain fog ဖြစ်တယ်လို့ပြောကြတာဖြစ်ပါတယ် fog ဆိုတာကတော့မြူတွေပေါ့နော်မြူတွေပေါ့အဲ့တော့ brain fog ဖြစ်တယ်ဆိုတာအုတ်နောက်ထင်မှာအလွှာတလွှာပေါ့မြူတွေလိုနှင်းနေလိုဝေဝါးနေရဲ့အလွှာတလွှာအုတ်နောက်ထင်မှာ ဖြစ်နေရဲဆိုတဲ့ဟာမျိုးကိုပြောတာပေါ့နော် brain fog ဆိုတာဘယ်လိုမျိုးလဲပေါ့နော်အဲ့တော့ brain fog ဆိုတာကဘာလဲဆိုရင်ကျမတို့မေ့တယ်နောက်တစ်ခါကျအောင်နှောက်နေဆိုင်နဲ့မှတ်ညံနေဆိုင်ရဲ့ပြဿနာတွေကျမတို့ဒီမှာပေါ်ပေါက်တာ哦ဒါ brain fog ဖြစ်တယ်လို့ဒီကူရအပြင်ပြောရမှာဖြစ်တယ်နောက်တစ်ခါကျတော့ကျမတို့ကတရင်အချက်လက်အစ်စ်တွေကိုနော်ဟို စတိုးလုပ်နိုင်ဖို့လေခဲရင်လေဥမာတယောက်ယောက်ကတခုခုပြောလိုက်တယ်ပေါ့ဘယ်နေ့ဘယ်နေ့ညမှာတော့ဘယ်သူနဲ့တင်တယ်ရှိရဲဆိုလို့ရှိရင်နားထောင်လိုက်တော့ကတော့ခဏပဲကြားသလိုမကြားသလိုဖြစ်တယ်ဒါပေမဲ့တကယ်တမ်းကြတော့ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီအချက်ကိုကျမတို့နှိမ့်နေရမှုနေလေကျမတို့ဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကကျမတို့ကအဲ့လို brain fog ဖြစ်တယ်သတိမေ့ရယ်ဆိုတာမျိုးကဘယ်နေရာမှာခံစားရလဲဆိုလို့ရှိရင်အဲစိတ်ထဲမှာเนาะ stress တွေရှိနေတယ်နောက်တစ်ခုကကိုယ်ခန္ဓာအရလည်း ပင်ပန်းမှုတွေပေါ့နော် fatigue ဖြစ်တယ်ဆိုတာ physical အရာရောနော် emotional အရာရောပင်ပန်းမှုတွေဖြစ်နေရဆိုလို့ရှိရင်ကျမတို့ကဒီစိတ်ထဲမှာခုနပြောရေး brain fog ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုခံစားရတာဖြစ်တယ်အဲ့တော့ brain fog ဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့ကလည်းလေဆိုလို့ရှိရင်အလုပ်တစ်ခုကိုကျမတို့အာရုံစိုက်ပြီးတော့လုပ်ဖို့မလွယ်ဘူး concentrate မလုပ်နိုင်ဘူးပေါ့နော်အုံနောက်ကပင်ပန်းလွှဲနေနေအုံနောက်ထဲမှာအလွာတစ်ခုဖြစ်နေတယ်အဲ့ဒီခါကျတော့လုံးစရာတွေတော့အများကြီးတော့ရှိနေတယ်ဒါပေမဲ့အလုပ်မပြီးဘူးနော် ဘယ်ရောက်စားလို့အောင်မှမသိဘူးနောက်တစ်ခုကထိုင်လို့ဖို့ကိုကျွန်တော်တို့စမှာ motivation မရှိဘူးထိုင်ပြီဆိုလို့ရှိရင်လည်းကျမတို့တောင် concentrate လုပ်လို့မရဘူးပေါ့နော်ဒီလိုပုံစံမျိုးကျမတို့စီမှာဖြစ်နေတတ်တယ်။အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးတော့တယောက်ယောက်နဲ့ပြောလိုက်တယ်ဆိုလိုက်တယ်ဆိုတဲ့အချိန်မှာလေကျမတို့ကအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကြိုးចောင်းစီလျော်မှုရှိစွာ နော် reasonable မဖြစ်ဘူးပေါ့ reasonable ဖြစ်ဖြစ်နဲ့ကျမတို့ကဒါကိုတုံ့ပြန်ပြောဆိုနိုင်တဲ့ဟာမျိုးမရှိဘူး။တွားပြီးတော့ကျမတို့ရန်ဆွာတယ်ဒေါသထွက်တယ်အစရှိတယ်ပေါ့နော်။ဒါမျိုးတွေဖြစ်နေဆိုစိတ်ထဲမှာရှင်းရှင်းလင်းလင်းမရှိဘူး clarity မရှိဘူးပေါ့နော်။အများကြီးပဲချုပ်ထွေးမှုဖြစ်နေရယ်။ နောက်တစ်ခုကပါလဲဆိုလို့ရှိရင်အဲ့လိုစကားပြောနေတန်လန်နေမိတာပေါ့နော်ကျမဆိုလို့ရှိရင်အဲခဏခဏဖြစ်တတ်ပါတယ်အင်တာဗျူးတွေဖြေတဲ့အခါမှာနောက်တစ်ခုကကျမဒီလို talk တွေပြောတဲ့အခါမှာကျမပြောရင်းနဲ့မိသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကျမဘာလုပ်ထားရလဲဆိုလို့ရှိရင်ကျမတို့အဲ script လေးရောရေးထားတယ် script မရေးထားဘူးဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုလို့ရှိရင်ကျမတို့အဲမိသွားရတာပေါ့နော်ဆက်လို့လည်းဖြစ်တတ်ပါတယ်ဒါရီရော brain fog ဖြစ်တယ်ပေါ့နော် brain fog ဖြစ်တယ်ဆိုလို့ရှိရင်ဘာဖြစ်လို့ နော်ဒီလိုမျိုး brain fog ဖြစ်ရတဲ့အကြောင်းကြီးတွေရှိတယ်လေပေါ့နော်အဲ့တော့ပြောကြရတယ်တချို့ကတော့ဘာအကြောင်းကိုပြောကြလဲဆိုရှင် aging ကြောင့်ပြောကြတယ် aging ဆိုတာကျွန်တော်အသက်ကြီးလာတဲ့အတွက်ကြောင့်မို့ဖြစ်တယ်ဆိုပြီးပြောကြတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့အသက်ကြီးလာတိုင်းလေနော်ခုနပြောသလိုမှတ်ဉာဏ်နေလာတယ် brain fog ဖြစ်လာတယ်လို့ကျွန်တော်ဆိုလိုတာမဟုတ်ဘူးနော်အဲအသက်ခုနကကျမအရှိမပြောခဲ့တယ်လို့ပေါ့နော်အသက်ငယ်လူတွေမှာလည်း brain fog ဖြစ်တဲ့နော်မိ3မိတက်တယ်ဆိုတဲ့ဟာကြီးအများကြီးပဲရှိရပေါ့အဲ့တော့ ခုနောက်ပိုင်းမှာကျွန်မတွေ့ရပါတယ်လဲဆိုလို့ရှိရင်เนาะကျွန်မတို့ဖုန်းသုံးတာပေါ့เนาะအဓိကဖုန်းသုံးတဲ့အခါမှာညအိတ်တဲ့အချိန်ဆိုလို့ရှိရင်လေမှောင်ထဲမှာเนาะအိတ်အိတ်ရတွေကိုရောက်နေပြီဒါပေမဲ့မီးလဲအကုန်လုံးပိတ်ပြီဒါပေမဲ့အိတ်အချိန်မှာပဲကျမတို့ဒီမှောင်ထဲမှာဖုန်းကိုဆက်ပြီးတော့တုံးတယ်ပေါ့နော်အဲ့ဒါတွေကကျမတို့ရဲ့ brain ကို damage ဖြစ်စေတဲ့အကြောင်းကြီးဖြစ်တယ်။နောက်နောက်တစ်ခုကကျမတို့ရဲ့ sleeping habits ကြီးပေါ့နော် sleeping habits ကြီးကပုံမှန်မရှိဘူး နောက်တစ်ခါကျတော့ကျွန်မကောင်းကောင်းအိတ်လို့မပြောဘူးပေါ့နော်ကောင်းကောင်းအိတ်လို့မပြောဘူးအဲ့လိုမျိုးဖြစ်တဲ့အခါမှာလဲဒါအုံနောက်ကိုအုံနောက်ရဲ့နော်ဒီတွေးတော်စင်စင်ဆိုင်မှုဆိုတာအရင်မှညာနဲ့ပတ်သက်တဲ့အရာတွေမှာဒါထိခိုက်မှုအများကြီးဖြစ်စေနော်လူတစ်ယောက်ကအေးမှုပါအောင်အညာဘက်မှာကျွန်မကိုစာဖတ်နေရပဲဖြစ်ဖြစ်မိအလင်းထုံထားတာပဲဖြစ်ဖြစ်ဖုန်းလုံနေရပဲဖြစ်ဖြစ်အလုပ်လုပ်နေရပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါကိုလုပ်ပြီးတော့မနေ့ကျလို့ရှင်ကျွန်မတို့အစိုးရထားတဲ့အစရှိဖြစ်ပေါ့နော်ဒီလိုမျိုး ဟို sleeping pattern ကြီးမှာကမောက်ကမောက်ဖြစ်တယ်ဆိုလို့ရှင်လေးဒါကကျမတို့အတွက်ဒီအုံနှောက်နဲ့ပတ်သက်ပြီးတော့ damage ဖြစ်နိုင်တဲ့အရာတွေဖြစ်တယ်။နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်အဲ့လိုမျိုးအုံနှောက်ရဲ့အတွေ့တွေးခွန်နိုင်မှုဆိုတဲ့အရာတွေပေါ့နော်။ဒါတွေကဘာရောကြသွားစီလဲဆိုလို့ရှိရင်ကျမတို့အများအားမ်းမကောင်းတဲ့အရာတွေမကောင်းတဲ့သတင်းတွေ negative တွေနော်အဲ့လိုအရာတွေမှာသွားပြီးတော့အများအားမ်း focus လုပ်နေတာခဏခဏဒါတွေကို expose လုပ်နေတာပေါ့နော်။ဒါတွေကိုခဏခဏသွားကြည့်ရဲ့ နော်ဟိုကြည့်လို့မဆုံးတော့ဘူးပေါ့နော်အမြင်ရမဲ့ဒါတွေနားထောင်နေရကြည်နေတယ်အဲ့လိုမျိုးအဲ့ထဲမှာလိုက်ပြောမျောနေတာပေါ့အဲ့လိုမျိုးဖြစ်နေရ negative data တွေမှာအရက်နေတယ်အဲ့ဒီတရင်အချက်လက်တွေလည်းအများကြီးပဲကြားနေရတယ်ဆိုလို့ရှင်လေဒါက brain fog ဖြစ်နိုင်တဲ့အချက်တွေဖြစ်တယ်နော်အဲ့တော့ခုနကပြောတဲ့ထဲမှာဆိုပါပြီးသားဖြစ်တယ်နော် screen time တွေအရက်များတယ်ကလေးမှာဆိုလို့ရှင်လေဒီလိုပဲလူကြီးတွေထက်တောင်မှများသေးတယ်နော်အထူးသဖြင့်20ကျော်အရွယ်ဆိုလို့ရှင်ဖုန်းသုံးတာညားကြတယ်သူတို့အတွက်က 啊，老家的风的麻烦是要，那么就嘛，我婆婆现在就是话的，他妈说的现，也没别的，沃些现就古龙啊，滴风的麻烦是要，包括说滴这嘛。 ရေးလဲစားစားရရှိတယ်မှတ်ထားတဲ့ဟာတွေဖတ်ရမယ့်ဟာတွေအစရှိတဲ့ပုံတော့အလုံးနဲ့ပတ်သက်တဲ့ schedule တွေအရဒီလိုပဲရှိရတာကြောင့်လူတိုင်းကတော်တော်များများသုံးလာကြတယ်။နောက်ကလေးတွေကြတော့တို့ရဲ့ကျောင်းစာနဲ့ပတ်သက်တဲ့အရာတွေနော် project နဲ့ပတ်သက်တဲ့အရာတွေကလည်း phone ထဲမှာပဲရှိတယ်။နော် computer မှာရှိရဆို screen ကိုကြည့်ရတာအများများလာတယ်ခါမှလည်းအုံနောက်ရဲ့ခုနကပြောရဲမှန်ဉဏ်စွမ်းအားပေါ့နော်။ဒါကိုရုံနေလာသေးတယ်။ပြီးရဲ့ခါမှ brain fog လည်းပို့ပြီးတော့ဖြစ်စေရပေါ့။တချို့တွေမှာ ဖြစ်လာလဲဆိုလို့ရှိရင် social isolation ကြီးပေါ်လာတယ်เนาะအချင်းချင်းကျမတို့တင်တယ်သွားတယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်ဟို face to face eye to eye ကျမတို့ communicate မလုပ်ကြအောင်ဘာလဲဆိုလို့ရှိရင်ဖုန်းကိုပဲကြည့်ရเนาะစားစရာရှက်မြင်းမြင်းစားလိုက်တယ်ပြီးတော့ဖုန်းကိုပဲကြည့်ရမိန်းကလူပြောတာလည်းနားမထောင်ဘူး၃ယောက်ရှိရဆို၂ယောက်ပြောနေအောင်နားမထောင်တယောက်ကဖုန်းကိုပဲတစ်ချိန်လုံးကြည့်ရเนาะအဲ့တော့ပုံဝန်းကျင်နဲ့အဆက်ပြတ်လာတယ်ဒါက brain fog ဖြစ်နိုင်တယ်เนาะနောက်တစ်ခုက အစားအသောက်နဲ့ပတ်သက်လို့ဆိုလို့ရှိရင်အချိုးတွေအရန်စားတာပေါ့နော်ဒါကျမ်းမာရေးဆိုင်ရာရှုထောင့်ကနေကြည့်မယ်ဆိုလို့ရှိရင်ဒါအချိုးတွေအရန်စားတာနော်ဒါမျိုးတွေကလည်းကျမတို့ရဲ့ဒီတွေးခေါ်နိုင်မှုစဉ်းစားသုံးသပ်နိုင်မှုအစွမ်းတွေကိုဒါကြစေရဲ့လို့ပြောတာဖြစ်တယ်နော်နောက်တစ်ခုကကြတော့ကျမတို့ earphone တွေတက်ကြတာများတယ်ပေါ့နော်ကာမောင်းရင်းပဲဖြစ်ဖြစ်လမ်းလျှောက်ရင်းပဲဖြစ်ဖြစ်အဲ့လို earphone တွေအရန်တက်တဲ့အရန်တက်ထားတဲ့အပြင်သူ့ရဲ့ volume ကိုလည်းကျမတို့ကတကယ်ကို maximum volume ဖြစ်အောင်ပေါ့နော်အဆုံးအထိကျမတို့တင်ထားတယ်အပြင်ကအတန်ယူလေကျမတို့မကြားတော့ဘူးเนาะအာယုံကဟိုအပြစ်ဟို connection မရှိတော့ဘယ်နဲ့လုံးဝချိတ်ဆက်မှုမရှိတော့ဘယ်နဲ့ပတ်ဝန်းကျင်နဲ့ချိတ်ဆက်မှုမရှိတော့ဘယ်နဲ့ပျောက်ဆုံးသွားတယ်ပေါ့နော်အဲ့ဒီခါမှာလေကျမတို့ကဒီအုံနောက်ကို damage ဖြစ်နိုင်တယ်ဆိုပြီးတော့ဒါလေးကိုလည်းကျမဖတ်လိုက်ရတယ်ပေါ့လေအဲ့တော့ လူတယောက်မှာအုံနောက်ဆိုတာမတမောက်လေအရေးကြီးရယ်ဘာလို့လဲဆိုတော့ဒီအုံနောက်နဲ့ကျမတို့ကစဉ်းစားရတွေးတော့တယ်နော်စဉ်းကျင်တယ်ဆုံးဖြတ်ချက်တွေချရတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့အုံနောက်ဆိုတာအရေးကြီးရယ်ပေါ့လေဟိုကျမတို့ဘာလုပ်တဲ့နေလို့ဆိုရင်နည်းနော်ခုနကစကရင်ရှော့တာနောက်တစ်ခါကျတော့စာအနေ့တိုင်းဖတ်ပါနော် read every day ဟိုကျမတို့စာအနေ့တိုင်းဖတ်ဖို့လိုရယ်ပေါ့ဘာလို့လဲဆိုတော့အဲ screen ကိုကျမတို့ကြည့်နေရတဲ့တကယ် physical book လေးတစ်ခုခုပေါ့နော်အဲ့ဒါမျိုးလေးကိုကျမတို့ အဓိကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ screen နေနဲ့ကိုကျွန်တော်တို့ disconnect လုပ်တိုက်တဲ့သဘောပေါ့နော်ပြီးရဲ့ခါမှာဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့စာဖတ်တာနောက်တစ်ခါကျတော့ distraction တွေပေါ့ကျွန်တော်တို့စီမှာ distraction တွေရှိနေတတ်တယ်ကိုယ့်ရဲ့ဘေးနားမှာနော်အခုဆိုလို့ရှိရင်အဲကျမအိမ်မှာဆိုလို့ရှိရင်အတန်နေအရန်ဆိုရဲအတူတူကျမခွေးလေးတွေ၃កောင်ရှိတယ်။နောက်နောက်ကြောင်လေးကကြောင်၅កောင်ရှိတယ်။အဲခွေးလေးတွေကိုဆိုကျမအခုအတန်သွင်းတဲ့အချိန်မှာမလုပ်ထားဆိုကျမအခန်းထဲမှာ ခေါ်ထားပြီးတော့သူတို့အိတ်ခိုင်းထားတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့အပြင်မှာနေရဆိုလို့ရှိရင်သူတို့အယံနာကြီးတယ်။နော်ဘာလို့လဲလိုက်တိုင်းပြင်းအောင်ဆော့နေကြတယ်။အပြင်မှာချွတ်ဆိုအတန်ကြလို့ရှိရင်သူတို့ဟောင်ကျင်နေအစားရှိတယ်မနော်။အဲ့လိုမျိုးတွေလုပ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အခန်းထဲမှာခေါ်ထားတယ်။အဲ့လို distraction ကြီးကကျွန်တော်တို့ဒီမှာအများနဲ့ပဲရှိနေတယ်လေပေါ့နော်။ဘာဘေးနားမှာရှိရဲ့အတန်နေနော်။ ဘဝဝင်းချင်မှာရှိတဲ့အတန်တွေစုညံမှုတွေเนาะအဲ့ဒါတွေကနေပြီးတော့ကျမတို့ခဏလေးအဝေးမှာတနေ့ကိုမိနစ်အနည်းငယ်ပေါ့เนาะကျမတို့နေမယ်မိနစ်ပိုင်းပဲဖြစ်ဖြစ်ညအိတ်ခန်းနေလည်းဖြစ်ဖြစ်ကျမတို့အလိုအချိန်လေးနေမယ်ပြီးရခါမှာကျမတို့ရဲ့စိတ်ထဲမှာရှိတဲ့အတွေးတွေပေါ့เนาะကျမတို့ဘာတွေခံစားလဲเนาะကောင်းတာလည်းဖြစ်ဖြစ်မယ်ဆိုးတာလည်းဖြစ်ဖြစ်မယ်ပျော်တာလည်းဖြစ်ဖြစ်မယ်ဝမ်းနေတာလည်းဖြစ်ဖြစ်မယ်ပေါ့เนาะအဲ့တော့အဲ့လိုကျမတို့ခံစားရတဲ့အရာတွေကျမတို့ရဲ့စိတ်ကူးတွေအတွေးတွေဒါတွေကို journal လုပ်ကြည့်ပါเนาะအဲ့ဒါလည်းပါတယ်เนาะအဲ့လို journal လုပ်ကြည့်လိုက်တဲ့ခါမှာပါလို့ခေါင်းရှင်းသွားတာပေါ့ခေါင်းထဲမှာ brain dump လို့လည်းခေါ်တယ်အကုန်လုံးပါပြလဲတဖြည်းဖြည်းထုတ်လိုက်တာပေါ့เนาะရှုပ်ထွေးနေရတယ်တစ်ခုချင်းတစ်ခုချင်းထုတ်လိုက်တယ်လုံးရမယ့်အလုပ်တွေတစ်ခုချင်းစီလိုက်တယ် category ခွဲလိုက်တယ်ပေါ့เนาะဒါဆိုလို့ရှင်လည်းအာကျွန်တော်ရေးလိုက်တယ်ဆိုလို့ရှင်လည်းဘာဖြစ်လဲဆိုရှင်ကောင်းနေမှာရှိရဲ့တော့လှုပ်ရမယ့်အလုပ်ဒီတော့ဆုံးဖြတ်ချက်ချက်ရမယ်ဟာဒီတော့ဒါတွေကသူ့အနေနဲ့သူအုပ်စု꿰သွားပြီးတော့မှန်မှန်ကန်ကန်ထွက်လာတယ်ပေါ့ နောက်တစ်ခုကပါလဲဆိုလို့ရှိရင်အဲကျမတို့ meditate လုပ်ဖို့เนาะဒါကတော့အမြဲတမ်းပြောကြပါတယ်ဆရာကြီးဆရာမကြီးဆိုလည်းအမြဲတမ်းပြောကြတယ်စိတ်တွေအရင်ရှုပ်လာပြီဆိုလို့ရှိရင်ကျမဆိုလို့ရှိရင်ဒီလိုမျိုးပဲကျမစိတ်ထဲမှာအရင်ရှုပ်လာပြီဆိုလို့ရှိရင်ကျမလှုပ်လိုက်တဲ့အလုပ်တကူကပါလဲဆိုကျမအသက်ရှူလိုက်တာပဲပေါ့เนาะအဲ့တော့အသက်ရှူရဲဆိုတာကအခုလဲရှူနေရပဲပေါ့เนาะဘာဇန်တယ်လဲဆိုပေမဲ့တကယ်တော့ ဟိုအတက်ကိုတည်တည်ချာချာကျမတို့အာယုံစိုက်ပြီးတော့တကယ်ကို focus လုပ်ပြီးတော့ကျမတို့ရှူလိုက်တယ်အဲ့လိုရှူလိုက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ကျမတို့တွေးနေတဲ့ရှုပ်ထွေးနေတဲ့အတွေးခုနပြောတဲ့ foggy ဖြစ်နေတဲ့နော်အတွေးတွေနော် thoughts thinking pattern တွေအဲ့ဒါတွေကဘာဖြစ်သွားလဲဆိုခဏလေး rest ဖြစ်သွားတယ်နော်နားရသွားတာပေါ့နော်ဒီအတွေးတွေကိုကျမတို့ခဏလေး pause လုပ်လိုက်တာဖြစ်တယ်အဲ့ဒါပါလဲဆိုလို့ရှင်တကယ်ကို နော်9မိနစ်လောက်ပဲ9မိနစ်လောက်ပဲကျွန်တော်တို့အသက်ရှူကြည့်9မိနစ်မဟုတ်ပဲ3မိနစ်ဆိုလို့ရှင်လည်းရတယ်အဲ့လောက်ကိုရှူကြည့်လိုက်တယ်ဆိုလို့ရှင်ကျွန်တော်တို့စိတ်ထဲမှာရှုပ်ထွေးနေတဲ့အတူတူရာဘာဖြစ်သွားလဲဆိုရင် rest ဖြစ်သွားတယ် နော် pause ဖြစ်သွားတယ်အဲ့ခါမှာကျွန်တော်တို့ရဲ့စိတ်ထဲမှာတကယ်ကို peaceful ဖြစ်တဲ့ space လေးတခုကိုကျွန်တော်တို့ရှာဖွေတွေ့ရှိနိုင်တာဖြစ်တယ်နော်အဲ့ဒါဆိုလို့ရှိရင်အုံနောက်ရဲ့နော်တွေးတောနိုင်စွမ်းနေစင်ကြယ်နိုင်စွမ်းနေပေါ့နော်ဒါလေးတွေကသူ့အနေနဲ့သူပြန်ပြီးတော့အားပြည့်လာတယ်နောက်တစ်ခုကသူ့အနေနဲ့သူရှင်းရှင်းလင်းလင်းနဲ့အဲဖြစ်လာတယ်ပေါ့နော်တနေ့တနေ့မှာအတွေးတွေအများကြီးတွေ့ကြတယ်အုံနောက်ကလည်း တញ្ញမလက်အလုံးလုံးကြီးအဲ့နေတဲ့အချိန်မှာတော့မအုံတော့ဒီအမြဲတမ်းအလုံးလုံးကြီးရဲ့ event တွေထဲမှာရှိနေတယ်เนาะအတွေ့အကြုံတွေမှာရှိနေတယ်เนาะဒါရင်နဲ့ဟိုပြောမယ်ဆိုလို့ရှိရင်တိုင်ပတ်တရားပေါ့เนาะအုံနောက်ကလည်းအဲ့လိုဖြစ်နေအဲ့တော့အုံနောက်ကိုအနာရစေခြင်းနဲ့သူ့ကို healthy ဖြစ်စေခြင်းနဲ့เนาะသူ့ကိုရှင်းရှင်းလင်းလင်းနဲ့သူ့တွေးတဲ့အတွေးတွေမှာ တော့ရှင်းရှင်းလင်းလင်းနဲ့ဆုံးဖြတ်ချက်ပြီးမှတင်ခဲ့ချနိုင်စီစဉ်လဲဆိုဘာလုပ်ရမလဲဆိုရှင်တနေ့နေ့တိုင်းတွေအတူကိုအမိုက်ရှင်းပေးဖို့လိုရပါတော့အဲဒါကျမတို့အိမ်ဒီမှာအမိုက်မရှင်းဘူးအဝတ်တွေမရှင်းဘူးဆိုလို့ရှင်ဘာဖြစ်လဲအမိုက်ပုံကလည်းတဖြည်းဖြည်းကြီးလာမှာပဲအဝတ်ပုံကြီးကလည်းတဖြည်းဖြည်းကြီးလာမှာပဲမလျှော်တဲ့အဝတ်တွေကလည်းတဖြည်းဖြည်းညံလာမှာပဲအဲ့လိုသဘောမျိုးပဲပေါ့နော်အဲ့တော့ကျမတို့က အုံနောက်ဆိုလို့ရှင်လေဒီလိုမျိုးမရှင်းမထားလေရှုပ်ပွားလေရှုပ်ပွားလာလေဘာဖြစ်လာလဲဆိုကျမတို့စီမှာเนาะဟိုစုံဖြတ်ချက်ချတဲ့အခါမှာအခက်အခဲတွေရှိလာလေเนาะစကားပြောတဲ့အခါမှာလူမှုဆက်ဆံရေးမှာပြဿနာတွေဖြစ်လာလေတောင်လို့ဖြစ်တယ်အဲ့တော့နေ့နေ့တိုင်းနေ့တိုင်းမှာကျမတို့ရဲ့ဒီ brain fog ဒီပေါ့เนาะဒါတွေကိုရှင်းနိုင်မှုဒီအုံနောက်ရဲ့အညစ်အကြေးစိတ်ရဲ့အညစ်အကြေးတွေအမိုက်တွေအရှုပ်ထွေးတွေကိုရှင်းနိုင်မှုအတွက်ကိုအချိန်လေးတစ်ချိန်လေးပေးပြီးတော့ဒါလေးကိုစူးစမ်းကြည့်စီချင်ပါတယ်ဆိုတော့ ီ talk လေးကနေပြီးတော့တခုခုရမယ်လို့လည်းကျွန်မပြောလိုက်ပါတယ်။အဲ့တော့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုလို့ရှိရင်လည်း like and share လုပ်ပေးပါ။ပြီးရခါမှလည်းဒီ channel လေးကိုလည်း subscribe လုပ်ပေးဖို့ပြောချင်ပါတယ်။ဆိုတော့အားလုံးအခုချိန်ကြည့်ပေးတဲ့အတွက်ကြောင့်မလို့အများကြီးပဲကျေးဇူးတင်ပါတယ်။ Thank you for listening.